ကျွန်တော်ဆက်လက်ပြီးတော့စနေသားသမီးရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့26ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေတရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလအတော်အတွင်းမှာစနေသားသမီးတွေရဲ့ကံကြမ္မာဘယ်လိုဖြစ်မလဲကြည့်လိုက်ကြရအောင်။ကစနေသားသမီးတွေအနေနဲ့အလောက်ကန်စီဝိုင်းနဲ့ပတ်သက်အကျက်တဲအခက်ခဲတွေကြုံရတတ်တဲ့အနှောက်အယှက်အပိတ်စုတွေကြုံရနိုင်တယ်။အဲ့တော့ဒီစနေသားသမီးတွေအနေနဲ့ ဒီအလောက်ကန်စီးပွားရေးနဲ့ပတ်သက်လာရင်ဟန်တာနှောက်ရတာစိတ်ညစ်ရတာဆိုတာမျိုးတွေပုံမှန်အခြေအနေမဟုတ်တော့ဘဲနဲ့ပေါ့နော်အနောက်ရအခက်ခဲတွေကြုံတွေ့တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ရင်ကြီးကြီးမားမားအကြံစီရှိရင်သတိထားခီးဆိုင်ပါငွေကြေးနဲ့ပတ်သက်ရင်တော့အထောက်ပံ့အကူအညီလမ်းခွင့်ရတတ်တယ်ကိုယ်မှရှိတဲ့ငွေကြေးအကြံစီတွေကိုအကောင့်ထဲပေါ်လှုပ်ဆောင်ခြင်းဖြစ်အောင်မြင်မှာဖြစ်ပါတယ် ဲ့အခြေအနေတော်ရင်းနဲ့ပတ်သက်ပျော်ရွှင်ရမယ်စိတ်ချမ်းသာရမယ်အခြေအနေတော်ရင်းနဲ့ပတ်သက်ပြန်လဲပေါင်းစည်းပေါင်းဖက်မယ်အခြေအနေတော်ရင်းနဲ့မြေတားရင်းနဲ့ပတ်သက်လို့ကိုကြံစီမျှော်လင့်ထားတဲ့အရာတွေကြိုးစားတာတွေဖြစ်လာမယ်အဲ့တော့ပညာဆိုင်အင်တာဗျူးကိစ္စတွေလုပ်မယ်ဆိုရင်ဒီတစ်ပတ်မှာအကောင့်တွေပေါ်လှုပ်ဆောင်ခြင်းပြအောင်မြင်မှာဖြစ်တယ် အရေးကြီးတဲ့စကားပြောမယ်ခရီးထွက်မယ်ဆိုတော့မကောင်းမကောင်းတော့ခီးတွေကြုံရတတ်တယ်အရေးကြီးစကားပြောရင်ရှုံးနေတတ်တယ်အဲ့တော့အရေးကြီးတဲ့စကားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီဘက်မှာလှုပ်ဖို့ရည်ရကြံစီထားတယ်ဆိုရင်မလှုပ်တာပိုပြီးကောင်းပါတယ်ကျမကြီးနဲ့ပတ်သက်အထောက်ပံ့နေရပြီးပြန်လည်တတ်တာကောင်းမွန်လာမယ်သို့မဟုတ်ကျမကြီးကပုံမှန်ထက်ကောင်းတဲ့အခြေအနေမှာရှိနေမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးမိတ်ဆွေများအနေနဲ့ဒီဘက်မှာကန်စိုးကန်ကောင်းကိုကြည့်လိုက်မယ်ဆိုရင်တော့ကန်ကောင်းတဲ့ဒဲမှာရာခိုင်နှုန်းများပါတယ်အဲ့တော့တခုခုလုံးမယ်ဆိုရင်တော့ဒီဘက်မှာ တက်သည့်နားလည်တဲ့ပုံကိုယ်တွေပညာရှင်တွေနဲ့အလားတိုင်ပင်ဆွေးနွေးပြီးတော့မှလုပ်ပါအဲ့တော့ဒီတစ်ပတ်ကံကောင်းလက်ရှင်အချိုးပေးကဏ္ဍဒီတက်ကဏ္ဍဖြစ်ပါတယ်အချိုးပေးတဲ့အကြောင်းမဲနေအောင်ဖြစ်ပါတယ်စနေသားသမီးမိတ်ဆွေများတို့ပါ